။ဆရာကြီးမင်္ဂလာပါရှင်။မင်္ဂလာပါသမီးရေ။အခုမေခွန်းရှင်ကဒေါ်ပိုးပိုးသူပါ။ဒေါ်ပူပူသူ။ဟုတ်ပြီ။56နှစ်ပါဆရာကြီး။ဟုတ်ပြီ။ရန်ကုန်ကပါတိုင်းရင်းစေးရောင်းတဲ့သူပါ။ဟုတ်ပြီ။ဆရာကြီးစေးတွေလည်းရောင်းပါလား။ဟုတ်ပြီဆရာကြီးရှင်နဲ့စကားအကြောင်းသိချင်လို့ပါစကားစကားဟုတ်ကဲ့ဟုတ်ပြီစကားကိုတဲ့ရေနွေးနဲ့ဖြော်ရေချိုးမယ်ဆိုရင်တဲ့အပူဝင်နိုင်ပါသလားတဲ့အထူးရေနွေးနဲ့ ဖြော်ပြီးတော့ရေချိုးမယ်ဆိုရင်အပူဝင်နိုင်ပါသလားဝင်နိုင်ပါဦးဟုတ်ကဲ့ဆရာကြီးကောင်းပါလားဟုတ်ကဲ့ရပါတယ်ဒါပေမဲ့လို့ဟုတ်ကဲ့စခါအဲ့လောက်ကြီးတကူလုံးလုပ်ဖို့မလိုလားဘူးလို့ထင်ပါတယ်နော်ဟုတ်ကဲ့ဆရာကြီးတကူလုံးလုပ်ဖို့လိုတာကတော့မကြီးဖြော်ရည်ပဲဟုတ်ကဲ့ဆရာကြီးအပူစုပ်အောင်လို့ဟုတ်ကဲ့ဆရာစခါကတော့အပူစုပ်တာမစုပ်တာတဲ့အကေမြတ်ကိုနဲ့အဆင်မပြေဘူးဆိုရင်ဒါငုတ်သွားနိုင်တယ်လေဟုတ်ကဲ့ဆရာကြီးဆောင်းလို့ဆရာကြီးကတော့ တကူလုံးရေချိုးတာတော့မချိုးသင့်ပါဘူးဟုတ်ကဲ့ဆရာမချိုးပါနဲ့မကြီးဖြော်ရည်နဲ့ပုတ်ပြီးကြီးချိုးတာအကောင်ဆုံးပါဟုတ်ကဲ့ဆရာအပူလည်းငြိမ့်ပါတယ်ဟုတ်ကဲ့ဆရာအနေလည်းကင်းပါတယ်လို့နော်ဟုတ်ကဲ့ပါဆရာနောက်တစ်ခါစားခါကိုနင်းမယ်တဲ့စားခါကိုရေစိမ့်မယ်ဆိုလို့ရှိရင်လည်းကောင်းပါသလားတဲ့အဲ့တော့ရပါတယ်ဟုတ်ကဲ့ပါဆရာစခါကိုနင်းတာတို့တချို့တချို့ဆရာကြီးတူဆိုရင်နာမည်ကြီးဆရာကြီး သူစီသူစာရေးရှင်နော်ဟုတ်ကဲ့ဆရာကြီးအေးသူရဲ့စာရေးကုံအောက်မှာအဲ့ဒီအရည်တွေကိုဖြော်ထားပြီးတော့ချောက်ကိုခြေစလုံးတစ်ဝက်လောက်ထိအောင်ခြေမျက်စိအထက်နားလောက်ထိအောင်ပေါ့အဲ့လိုရေးစင်းထားပြီးစာရေးရဲဆိုတာကြားရဘူးတယ်ဟုတ်ကဲ့ဆရာကြီးတင်ဒေါ်လာဆရာကြီးဟဲ့တင်ဒေါ်လာအေးအေးမိသွားအောင်မလားအေးအေးမိသွားအောင်မလို့တင်ဒေါ်လာလို့မူအဲ့ဒါတော့သူကစိန်ထားလိုက်အပြင်မှာ ။အော်အချောက်ခံလိုက်။အချောက်ခံလိုက်ပေါ့။ဟုတ်ကဲ့ဆရာ။ဒီမှာလည်းအတူအခင်လေးရှိတာရတာပဲ။ဟုတ်ကဲ့ပါဆရာ။အချောက်ခံလိုက်၊ချောက်သွားလိုက်ပြန်စိန်လိုက်ပေါ့။အဲ့တော့အပူကထွက်သွားလိုက်ပြန်စီးလာလိုက်တကူလုံးရှိတဲ့အပူကဘယ်ရထွက်သွားဆိုရင်ခြေထောက်ကထွက်သွား။အဲ့ထောက်ကထွက်သွားတော့ဟုတ်ကဲ့ဆရာ။ဒါကောင်းမြတ်ပါတယ်လုံးတင်ပါတယ်။စားပုတ်ထားတဲ့တော့ကောင်းတယ်။အော်ဟုတ်ကဲ့ဆရာ။ဆပ်ပေါ်တာလည်းကောင်းလို့ဆိုတကူလုံးရေချိုးဖို့လိုသေးလား။အဲဆရာကတော့အဲ့လို တကူလုံးစားနေဖြော်ပြီးရေချူတာမကြိုက်ဘူးဟုတ်ကဲ့ဆရာမကြိုက်ဘူးဆရာအကူများကိုမှမသိတော့တဲ့ရှားနာတို့ဟာတို့ချွေးအိတ်တဲ့နေရာတွေမှာနော်အဲ့လိုနေရာတွေမှာရှိရင်အနာရင်းတော်မို့ဆရာဆရာဟုတ်ကဲ့ဆရာဆင်းတယ်အဲ့လိုကြီးလို့ဖို့မလို့ပါဘူးဟုတ်ကဲ့ပါဆရာဆရာနောက်ပြီးစကားကိုတောက်ရင်ရောဆရာစကားကိုတောက်တာလဲတောက်တာလဲဝင်းနှုတ်ဖို့အတွက်တောက်ကြတယ်အဲ့ဒါလေတင့်ုံတောက်ရင်တောက်ပါဒီနေ့ဟို ဥမာသမီးဒီနေ့စကားကိုတစုံတောက်လိုက်တယ်ဟုတ်ကဲ့ဆရာကြီးဝင်းနှစ်ကြိမ်သွားတယ်ဥကြီးနှိုက်စီတစုံမဲ့တော့စကားတောက်တယ်တော့ရက်လောက်ဝင်းချုပ်သွားဆီအဲနောက်တစ်ကြံဘယ်လိုလုပ်ရမလဲတူမလားရှော့မလားတူရမယ်တူရမှာပေါ့ဟုတ်ကဲ့ဆရာကြီးတကယ်လို့တစုံတောက်တဲ့စကားသူကတစုံတောက်တယ်ဝင်းကငားကလောက်သွားနေဆိုရင်ဘယ်လိုလုပ်တောက်မလဲရှော့ရမှာပါဆရာရှော့တောက်ပေါ့ဟုတ်ကဲ့ဆရာအတိုးနဲ့အလျှော့ရတော့ဘယ်သူမှမေးမနေ ဲ့ဒီမေခွန်းအဖြစ်မထွက်နိုင်ဘူးကိုမေးရမယ်မေခွန်းကကိုပါဇက်ပေါက်နဲ့ကိုဝင်ပေါက်နဲ့ကိုရထွက်ပေါက်ပေါ့နော်ဟုတ်ဝင်ပေါက်ထွက်ပေါက်နှစ်ခုဘယ်လင့်စလုပ်တတ်လို့ရှိရင်ဒါအဖြစ်ပဲဟုတ်ကဲ့ဆရာအဲ့ဒါလည်းလူတိုင်းလုပ်တတ်ဖို့လူတယ်ဟုတ်ကဲ့ဆရာဟိုနှစ်ရက်နှစ်ရက်လောက်ဇက်တိုက်လောက်တောက်ပြီးတော့ဝင်းရသွားနေတယ်ဆိုလို့ရှိရင်မတော့မတောက်ဖဲနဲ့ရက်ရမှာပေါ့နော်ဒါတော့ချင်းချင်းဟုတ်ကဲ့ဟုတ်ကဲ့ဆရာအမှားတော့တနေ့ဝင်းက2ကြိမ်လောက်သွားရင်တော်ပြီ ဟုတ်ကဲ့ဆရာတစ်ချိန်နဲ့ပူသွားလာရင်မကောင်းတော့ဘူးမကောင်းတော့ဟာနှစ်ရက်လောက်ဝင်မသွားပဲနေပြီဆိုလည်းပဲအဲ့လည်းမကောင်းတော့ဘူးဟုတ်ကဲ့ဆရာအပုတ်ဆောင်သွားပြီဟုတ်ကဲ့ဆရာကျွန်တော်တို့အထဲမှာရှိတဲ့အပုတ်ကဝင်အပုတ်ကစလိုက်တာခြွေစီစီဟာနတ်နတ်တလေးမြေဝအကုန်ပုတ်တော့တာပဲဟုတ်ကဲ့ဆရာအပုတ်စင်စီခြင်းဝယ်မှန်းပါပါဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီအားလုံးပဲ sawa a nagin biya shi ya zai yi biya